။ KBZ Banking က special day က390ပြင်ရပါပြီเนาะ390ပြင်ရတဲ့ဟာ message မှာလာမေးတဲ့သူတွေကိုဖုန်းဆက်ပြီးတော့မေးတဲ့သူတွေကိုအကုန်လုံးကိုလည်းဒီကနေပြီးတော့ထပ်ပြီးတော့ရှင်းပြပါမယ်။အဲ့တော့အားလုံးမင်္ဂလာမျိုးကျွန်တော်အမှုကွေဖြစ်ပါတယ်ဒီနေ့ဆက်ပြီး view ခွန်လေးရ DB ခွန်လေးဖြစ်ပါတယ် DB ခွန်လေးဒီမှာတော့ဟိုတနေ့ကပေါ့နော်390 KPI နဲ့ link ခံနေပြောတယ်ဒီနေ့မှာတော့ဒီ390ပြန်ရခဲ့တဲ့အကြောင်းတွေကိုပြန်လဲရှင်းပြလိုက်ပြီခွန်လေး DB ခွန်လေးကျွန်တော်အမှုပြန်ဝင်တင်ဆက်ပြီးတော့ဖြစ်ပါတယ် ဒါလည်းနောက်ထပ်လူတွေဘူးဒရရရှိအောင်လို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပြခံလေးအဆုံးတက်တိလည်းပဲကြည့်ရှုပေးဖို့ဖုတ်ခွင့်ညပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြခံလေးဆက်လိုက်ရအောင်ဟယ်လိုအားလုံးမင်္ဂလာပါ KBZ Banking ကအာ special day က390ပြင်ရပါပြီเนาะ390ပြင်ရတဲ့ဟာကို message မှာလာမေးတဲ့သူတွေကိုဖုန်းဆက်ပြီးတော့မေးတဲ့သူတွေကိုအကုန်လုံးကိုလည်းဒီကနေပြီးတော့ထပ်ပြီးတော့ရှင်းပြပါမယ်မသိသေးတဲ့သူတွေသိကျင်တဲ့သူတွေပေါ့เนาะမေးထားတဲ့သူတွေအကုန်လုံးဒီကနေပဲရှင်းပြပါမယ်เนาะဒီနေ့မနက်မှာပဲ call center ကနေဖုန်းဆက်လာပြီးတော့ဘန်လဲမသွားလိုက်ရပါဘူးเนาะညမဒီနေ့ဘန်သွားမယ်လို့ပြောထားပြီးနေ အမ်မသွားပြေးလိုက်ပါဘူးအာဒီနေ့မနက်မှာပဲ KBZ Call Center ကနေပြီးတော့ဖုန်းဆက်လာပါတယ်သူတို့ဒီငွေကိုပြန်ပြီးတော့ထည့်ပေးကြောင်းပေါ့နော်ပြန်လဲစစ်ကြည့်တဲ့အခါမှာလည်းရပါပြီနော်အာဘန်ကင်းနဲ့က350ပြန်ရပါပြီအာအဲ့တော့ဖြစ်ပြသွားတဲ့ဟာကကြဘယ်လိုမျိုးလဲဆိုတော့ညီမ live လွှင့်လိုက်တယ်အဲပေါ့နော်ဒီ TikTok မှာညီမ live လွှင့်လိုက်တဲ့အချိန်မှာ အာကတ်ဆမာတယောက်ကဖုန်းဆက်လာတယ်သူပိတ်ခိုင်းထားတာပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ဘက်ကနေပြီးတော့အာငွေတစ်ခုကိစ္စတစ်ခုနဲ့သူတို့ငွေကြေးလိမ်နေရတာဖြစ်တဲ့အတွက်ကြောင့်သူကခဏဟိုးထားလာဆိုပြီးတော့ပြောတာအဲ့ဒီအတွက်ကြောင့်သူ350ကိုလုံ350ကိုခဏဒီလိုမျိုးသူတို့ဘက်ကပေါ့နော်အာဟိုးထားတယ်လို့ပြောတယ်အပြင်နဲ့အဓိကတော့ညီမတို့ banking ထဲမှာတော့မရှိရအောင်မရှိရပါတော့ဒါကတော့အဲအဲ့လိုမျိုးပြောပြီးတော့ဟုတ်ပြီဒါဆိုရင်ဘာကြောင့်လဲဆိုတော့သူ့ဘက်မှာလည်းတခြားငွေကြေးလိမ်လည်တာလည်းပတ်သက်လို့ဒီလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်သူက ကဘန်ကိုအကူအညီတောင်းပြီးတော့သူကဒီလိုမျိုးဟိုးလိုက်တာလို့ပြောရပါတော့အဲ့တော့ဘန်ကိုပြောတော့ညီမတို့ဒီကိစ္စကိုသူဒီညီမရဲ့ဒီ TikTok ကိုတွေ့တာပြစ်ထည့်တဲ့ကြောင်သူပြန်ပြီးတော့လုတ်ပေးပါမယ်ဒါသူလည်းပြန်ဖွင့်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့ Sunday မှာညီမကိုဆက်သွယ်လာတယ် Sunday မှာဆက်သွယ်လာပြီးတော့အာသူ Monday ကျလို့ရှိရင်လည်းအကုန်လုံးအစဉ်ပြောင်းပြန်လုပ်ပေးပါမယ်လို့ပြောတော့ညီမတို့ဒီ call center ကလည်းတခါထက်ဆက်တယ်အာ customer က ဒီလိုဒီလိုပြောတယ်အဲ့ဒီအတွက်ကြောင့်ညီမတို့ဒီပတ်စံကိုပြန်ပြီးတော့ဖွင့်ပေးမယ်ပေါ့နော် mandate ကြရင်တော့ပြန်ဖွင့်ပေးမယ်အမဘန်သွားစရာလည်းမလိုပါဘူးအာဒီတိုင်းလေးပဲစောင့်ပေးပါဆိုတော့ညီမကစောင့်ပေးရပါအခု banking လဲဝင်တာဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးတော့လွှင့်ပေးခြင်းဖြစ်ပါတယ်နော်ပြန်ပြီးလွှင့်ပေးခြင်းဖြစ်ပါတယ်အာဟိုပါဘော banking customer က တောင်းဆိုတဲ့အတွက်ကြောင့်ဘဏ်ကနေပြီးတော့ခဏဟိုးထားတယ်လို့ပြောတယ်ဆိုပြီးねညီမတို့တဲမှာအာငွေအမောင်းကတော့လုံးဝယော့နေတယ်ဆိုတော့ဒါကညီမတို့သိတာဖြစ်တဲ့အတွက်ကြောင့်ညီမပြောချင်တာက customer တွေကိုကိုယ့်ရဲ့ banking ဘယ် banking မျိုးမဆိုဘယ် KB မဆိုဘယ် pay တွေမဆိုပေါ့နော်ကိုယ့်ရဲ့ငွေကိုစစ်ပါလို့နော်အဲ့ဒါလေးတော့တခုပြောပြချင်ပါတယ်စစ်ပါစစ်ထားပါနောက်ဆုံးဒီ amount ကိုမရေးထားပါနဲ့ screenshot ရိုက်ထားပါနော် screenshot ရိုက်လို့ရှိရင်နောက်တစ်ခါပြန်သုံးတဲ့အခါကျလို့ရှိရင်လေကိုကဒါမှသိမှာလीနော်နောက်တစ်ခါ ပြန်သုံးတဲ့အခါကျလို့ရှိရင်ဒီဟ နလိုင်းကြသွားလို့ပါနော်ခုန KBZ Banking သိန်း90ပြင်ရတယ်ဆိုတဲ့ဟာလေးကိုပြောနေရင်လည်းလိုင်းကြသွားလို့နောက်တစ်ခေါက်ပြန်လွှင့်ပေးတာပါအာညီမရဲ့ Banking ကပြင်ရပါပြီနော်ညီမ Bank ကိုမသွားလိုက်ရပါဘူး KBZ Pay Call Center ကနေပြီးတော့မနေ့ကဖုန်းဆက်လာပါတယ်အဲဖုန်းဆက်လာရင်ညီမ Banking ပြန်ပြီးတော့စစ်စစ်ပေးပါဆိုတော့ညီမစစ်လိုက်တဲ့အချိန်မှာခုနညီမသိန်း90ကပြန်ဝင်နေပါပြီနော်အဲ့တော့ညီမပြောချင်တာကကြတော့လေအာ customer တွေကိုကိုယ့်ရဲ့ Banking ကိုယ့်ရဲ့ KPA အလုံးကိုကိုသုံးပြီးသွားပြီဆိုလို့ ရှင်ရင် screen shot ရိုက်ထားပါအမောက်မရေးထားပါနဲ့နော်အမောက်ရေးထားတဲ့အခါကျလို့ရှင်ရင်လည်းတခုခုဆိုလို့ရှင်ရင်ကိုကအာရေးထားတာမှားလားပြုတ်လားဖြစ်မှာဆိုလို့နော် screen shot ရိုက်ထားပါနောက်တစ်ခေါက်ပြန်သုံးတဲ့အခါမှာအဲ့ဒီအမောက်နဲ့ပြန်ပြီးသုံးပါနော်ဒါကကြောက် banking ကိုမဖြစ်မနေသုံးနေရတဲ့လူတွေအတွက်ကိုပြောပြတာပါအာဒါကတော့လုပ်ငန်းလုပ်နေတဲ့သူတိုင်းက ဘန်ကင်းတွေပေးတယ်နဲ့ကမဖြစ်မနေတုံးရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုသတိထားစေချင်တာပါအဲ့တော့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ညီမအဲညီမဒီလိုလိုက်ဒီ TikTok ကနေပြီးတော့ live လွှင့်လိုက်တာဖြစ်တဲ့အတွက်ကြောင့် customer ကလည်းသိရှိသွားတယ် customer တယောက်ကသိရှိသွားတယ်အဲ့ customer ကကြတော့သူကငွေလွှဲလိုက်တာပေါ့နော်ငွေလွှဲလိုက်တာဒါပေမဲ့သူလွှဲလွှဲခိုင်းလိုက်တာညီမရဲ့ကုံပိုးတွေကိုအဲကုံပိုးငွေလွှဲတဲ့ထဲမှာသူ့ကို မှားလွှဲလိုက်တာပေါ့ပြောမယ်ဆိုလို့ရှိရင်အဲဘယ်လိုပြောရမလဲဆိုတော့ customer တယောက်လွှဲခိုင်းတဲ့ amount ကသူလိမ်လည်ခံရတာဒါပေမဲ့လွှဲတဲ့အမလွှဲတဲ့ banking ကညီမရဲ့ banking ဖြစ်နေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူက bank ကို ပြောပြီးတော့သူက ဟိုးထားတယ်လို့ပြောတယ်ဘန်းကိုဟိုဘန်းကိုပြောပြီးတော့ဟိုးထားတယ်ပေါ့သူ့ရဲ့ transaction မှန်ကန်နေရဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ညမအနေနဲ့ကကြတော့လေဒါကကုံဘိုးတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ညမအနေနဲ့က banking နှလုံးနေရာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်စီကိုငွေဝင်နေဆိုလို့ရှိရင်ညမတို့ကတော့ပစ္စည်းပေးရမှာပဲလीเนาะဒါကတော့အော်ပစ္စည်းပေးရပစ္စည်းပေးရတယ်အဲ့ဒီအတွက်ကြောင့်ဟိုဒါကမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်ညမလည်းပြန်ရတာပေါ့เนาะဒါပေမဲ့အဲ့ဒီ customer ကကြတော့ तू ငွေအလိန်ခံရလိုက်ရတယ်လို့တော့ပြောတယ် तू မ သူလွှဲလိုက်တာညမအကောင့်ဆိုပြီးနဲ့သူ့ကိုလွှဲခိုင်းတဲ့သူနဲ့သူနဲ့အဆက်အသွယ်ပြတ်ပြီးတော့သူတို့အလိုတခြားမှာပေါ့နော်ဒါကတော့သူတို့ရဲ့ကိစ္စတခုရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဟို ်အသေးစိတ်ကိုတော့သူတို့ပဲသိမှာပေါ့နော်အဲ့တော့ဒါပေနဲ့လည်းဘလို့ပဲဖြစ်ဖြစ်ညီမရဲ့ TikTok ကိုတွေ့ပြီးတော့ညီမကိုဆက်သွယ်လာပြီးတော့ညီမရဲ့ account ကိုပြန်ပြီးတော့ဖွင့်ပေးတဲ့အတွက်ကြောင့်လည်းအဲ့ဒီကိုကျေးဇူးတင်ပါတယ်အာကျေးဇူးတင်ပါတယ်ပြီးတော့ဒီဟာကိုအဆင်ပြေအောင်မြန်မြန်ပေါ့နော်ညီမရဲ့ပတ်စံကိုမြန်မြန်ပြန်ပြီးတော့ရအောင်လုပ်ပေးတယ်အာ KB ရတောင်းရှိရတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီ Sunday မှာပါပေါ့နော် call center ကနေပြီးတော့ညီမကိုဆက်သွယ်ပြီးတော့လုပ်ပေးတယ်ဘဏ်ကတောင်းရှိတဲ့သူတွေကလည်းအာဆက်သ ည်လာတာဖြစ်တဲ့အတွက်ကြောင့်အဲယေရှုတင်ပါတယ်ပေါ့နော်ယေရှုတင်ပါတယ်အဲယေရှုကအဓိကတော့ညီမရဲ့ငွေပြန်ရတာဖြစ်တဲ့အတွက်ကြောင့်ဟိုညီမအနေနဲ့ကတော့ဘယ်ပဲပြီးအဆင်ပြေရပေါ့နော်ဒါပေမဲ့တခြား customer တွေအနေနဲ့ဒီလိုမျိုးတွေညီမရဲ့မန့်နေမှာဆိုလဲအများကြီးရှင်းထားအများကြီးဒီလိုမန့်ထားတယ်အကုန်လုံးဖြစ်ကြတယ်ဆိုရယ်ဆိုရင်ညီမအကြံပေးစင်တာလေးတစ်ခုကကြတော့လေဟို KKP ရဲ့ call center ကိုလည်းဆက်သွယ်ပါဆက်သွယ်ပြီးတော့သူတို့လိုအပ်တဲ့ဟာတွေကိုလည်းလုပ်ပါပြီးတော့ကို့မှာလည်းအချက်လက်မှန်ကန်ရမယ်တိကျရမယ်ဆိုရင်တော့ငွေကပြန်ရမှာပါနော်ပြန်ရမှာပါဟိုဒီတိုင်းပေါ့နော်ငါတော့အလုံးရှုပ်ပါတယ်ညီမတို့တွေကရှိရလीနော်ဟာအလုံးရှုပ်ပါတယ်မသွားတော့ပါဘူးရပါတယ်မလုံးတော့ပါဘူးမလုံးပါနဲ့နော်လုတ်ပါတကယ်လို့တခုခုပေါ့နော်ဟိုသွားတဲ့အခါမှာဆိုလို့ရှိရင်လေသူတို့ဘက်ကနေပြီးတော့အဆင်မပြေတာရှိတယ်ဆိုရင်ဘသူနဲ့အဆင်ပြေလဲအဆင်ပြေတဲ့သူနဲ့ပြောပြီးတော့လုတ်ပါလို့အဓိကကတော့ ကိုရဲ့ငွေကိုအလဟတ်မဖြစ်စေဖို့ကိုဘက်ကမှန်ကန်တယ်ဆိုရင်တော့ပတ်စံကပြန်ရမှာပါပဲเนาะအဲ့တော့ဟို customer တွေအနေနဲ့အာဒီဟာကိုကိုက banking နေလုပ်ငန်းလုပ်နေတဲ့သူတိုင်းရတချို့ဆိုလို့ရှိရင်စီရနော်ညီမရဲ့စီမှာမှန်ထားတာညီမအကုန်လုံးပြန်မဖြေနိုင်တဲ့အတွက်ကြောင့်ဒီကနေပဲဖြေပေးရဒီလောက်ဖြစ်နေတာဘာလို့ pay ကိုတုံးတာလဲဘာလို့ banking ကိုတုံးတာလဲဆိုတော့ညီမတို့အလုပ်လုပ်နေတဲ့သူမှန်တယ်မြအကုန်လုံးက တွေဘန်ကင်းတွေမတုံးလို့မရပါဘူးเนาะဒါကလက်ရှိမှာအလုံးလုံးနေတဲ့လူတိုင်းသိပါတယ်အိမ်မှာထိုင်နေတဲ့သူအတွက်ကတော့ဘန်ကင်းမတုံးလဲအဆင်ပြေတယ်ပေးတွေမတုံးလဲအဆင်ပြေတယ်ပေါ့เนาะညီမတို့ customer ညီမတို့ဒီစီးပွားရေးလုပ်နေတဲ့လူတယောက်အနေနဲ့ကကြောင်းဘန်ကင်းမတုံးလဲအဆင်မပြေဘူးပေးတွေမတုံးလဲအဆင်မပြေဘူး customer တယောက်ရောက်လာတယ်ရောက်လာတဲ့အခါမှာအာမရင်ဟိုဟာဟော ပီဇက်ပေးနဲ့ရှင်းလို့ရလား EIA EYA ပေးနဲ့ရှင်းလို့ရလားဘာပေးနဲ့ဟိုပေးနဲ့ရှင်းလို့ရလားဒီပေးနဲ့ရှင်းလို့ရလားဝင်းနဲ့ရောရှင်းလို့ရလားလို့မေးတဲ့အခါမှာညီမတို့ဘက်ကဟာရှင်းလို့မရဘူးဆိုလို့ရှိရင်ညီမတို့မယောင်ပါဘူးလीနော်အဲ့ဒီအတွက်ကြောင့်အားလုံးနဲ့ရှင်းလို့ရအောင်လို့ညီမတို့ဘက်ကစပစ်ပေးထားတယ်ကစတမာတွေကိုလည်းညီမတို့ဘက်ကနေပြီးတော့ဟော ဒါအကုန်လုံးအဆင်ပြေအောင်လုပ်ထားတယ်ပြီးတော့ညီမတို့ဆိုနေတွေအထိပါရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေအနေနဲ့ညီမတို့ရန်ကုန်ပတ်စံလာပြီးလို့မရဘူးလေနော်ဒါတယောက်နဲ့တယောက်ယုံကြည်မှုနဲ့အလုပ်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ညီမတို့ရဲ့ကို banking ကိုလွှဲပြီဆိုတာနဲ့ညီမတို့ငွေရောက်ပြီဆိုတာနဲ့ညီမတို့တွေကလည်း customer ကိုပြစ်စီပို့ပေးရတယ်လေနော်ဒါကမှန်ကန်စွာအလုပ်လုပ်နေတဲ့လူတိုင်းသိတယ်အဲ့ဒီအတွက်ကြောင့်မဖြစ်မနေလောက်ရအောင်ရတဲ့နောက်ပိုင်းမှာဘာပဲဖြစ်သတိထားဖို့ ဟာပေါ့နော်သတိထားဖို့ဒါနမူနာလေးယူဖို့အတွက်ကိုပြောပြတာပါအဲ့တော့ဒီဂျားထဲမှာအကုန်လုံးပေါ့နော်ဟို customer customer တွေအနေနဲ့သတိထားစရာတခုကကြတော့ကိုယ့်ရဲ့အမောင့်တွေကိုသတိထားပါတခုခု တာနဲ့ချက်ချင်းအကြောင်းကြားပါเนาะညီမပြီးွားလို့ရှိရင်ဒီမှာလဲ call center ရဲ့ဖုန်းနံပါတ်ကိုညီမရေးပေးထားပါမယ်အဲ call center ကိုလည်းအလွယ်တကူဆက်လို့ရအောင်ပေါ့เนาะသူတို့ call center ကိုတော့သူက24နာရီဆက်လို့ရတယ်လို့ပြောတယ် call center ကိုဆက်ပြီးတော့အကြောင်းကြားပါပြီးတော့နောက်တစ်ခုကညီမအာတိထားတာတကူပေါ့เนาะအရင်တော့ဆိုလို့ရှိရင်ညီမတို့ဒီ KP တို့ဘာတို့ပေါ့เนาะဟို banking အလိန်ခံရတယ်ဆိုလို့ရှိရင်သူက ရဲစခန်းထောက်ခံစာပါမှရတယ်ပေါ့နော်အဲဘဲထောက်ခံစာကြီးပါမှရတယ်အလိုမျိုးဖြစ်တယ်အခုသူတို့ system အစ်စ်ချိန်ထားပါတယ်တဲ့ဒါကကြတော့ customer တွေကိုမဆိတ်ပြရနော်ညီမလည်းအခုမှသိရဒီလိုပြဿနာကြီးဖြစ်တော့မှညီမလည်းသိရအာသူက ခုခုပေါ်တော့မှားလွဲထားတယ်ဆိုလို့ရှိရင် လိန်တဲ့သူကဒီဟာကျမတို့လိန်သွားပါတယ်လို့မျိုးပြောတယ်။ကိဒီကိုယ့်ရဲ့ transaction အမှန်ပြနိုင်တယ်ဆိုရင်သူတို့ဘက်ကနေပြီးတော့၃ရက်ပေါ့နော်။၃ရက်အချိန်ဟိုးထားတယ်လို့ပြောတယ်။အဲ့ဒီဟာကိုမမကိုယ့်ဘက်ကနေပြီးတော့တကယ်မှန်ကန်စွာဖြစ်တယ်ဆိုလို့ရှိရင်မှထပ်ပြီးတော့ရဲမှုတွေရဲစခန်းတွေပိုင်းနဲ့အဲ့လိုမျိုးလုပ်ပေးထားပြီးတော့အဲ့ဒီခါကျတော့ပြောချက်ချင်းဟိုဘက်ကလိန်လေတဲ့သူကအာကိပေးကိုအလွယ်တကူတုံးလို့မရဘူး။တခုခုဆိုလို့ရှိရင်အလွယ်တကူတုံးလို့မရအောင်လို့ခဏတုံးလို့မရအောင်ခဏဟိုးပေးထားတယ်ပြောတယ်။အဲ့ဒီဟာကိုတော့ ဆက်ပြီးတော့ဟိုကေပေးဖြစ်နေတဲ့ customer တွေပေါ့ဘာလို့ဆိုညီမရဲ့မန့်မှာဆိုလို့ရှိရင်အများကြီးပဲဖြစ်တာ banking ရော KP ရောဖြစ်နေရတဲ့သူတွေဆိုရင်အဲ့လိုမျိုးလေးရှင်းလို့ရအောင်လို့ပြပြတာပါเนาะအဲ့တော့ ကေဘီကောစင်တာကိုဆက်ဖို့ဖုန်းနံပါတ်မသိတဲ့သူဆိုရင်လည်းအတိဝအောင်လို့ညီမဒီမှာရေးပေးထားပါမယ်เนาะအဲ့တော့အားလုံးပဲအဆင်ပြေကြပါစေတခုခုဟုတ်ကဲ့မြို့ရေဒီယူဖိုင်လေးကဒါဟိုတယ်လောကဒီမှာ390ဒီကေဘီကနေလိန်သွားတယ်လို့ပြောပြီးတော့အခုချိန်မှာသူပြန်ရလာတဲ့အကြောင်းတွေကိုပြန်လဲရှင်းပြလာတဲ့ဒီယူဖိုင်လေးဒီယူဖိုင်လေးကျွန်တော်မျိုးမျှဝေတည်ဆက်ပေးကြတာဖြစ်ပါတယ်ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေပူးတွတ်တင်ကန်းစားတဲ့ခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဒီအလင်းအညာတွေကနေကင်းဝေးကြပါစေကျွန်တော်နေဆုတောင်းပေးလိုက်ပါ ီဒီကြောင့်လည်းပတ်သက်ပြီးအမျိုးရဲတီမီချက်တွေကိုကျွန်တော် comment မှာမှတ်ချက်ရေးပေးကြလို့ရတယ်ကျွန်တော်တို့ channel နဲ့ဘူးဒရရရတဲ့အကြောင်းနဲ့ဟာတာ view media ချက်ပြီးမှမျိုးကျွန်တော်တို့ channel ကို like and subscribe နဲ့ like and subscribe နဲ့ဘေးနာ notification လေးဝင်နေကြပြီးတော့ဆက်အပိတ်ကြည့်ရှုတဲ့ချင်းနိုင်ကြည့်နိုင်ဒီပါတယ်နောက်ထပ်ပြန်ပြန်ဆောင်ရတဲ့တရား